စင်ကာပူနိုင်ငံသားမဟုတ်တဲ့သူတွေအနေနဲ့စင်ကာပူပြောင်းဝင်တဲ့အခါတွေ arrival card ဖြစ်ဖို့လိုပေမဲ့အခုစင်ကာပူမှာအလုပ်လုပ်နေတဲ့သူတွေနဲ့အလဲလာမဲ့သူတွေဖြစ်ရမယ့်ပုံစံတော့မတူပါဘူး။ဒီနေ့ဗီဒီယိုထဲမှာတော့ arrival card ပထမဆုံးခြေဖြစ်မဲ့သူတွေအတွက်ဘယ်လိုဖြစ်ရမလဲဆိုတာနဲ့ဖြစ်တဲ့အခါမှာသိထားတဲ့အချက်လေးတွေကိုဒီဗီဒီယိုထဲနေပြီးတော့ပြပြပြီးပါမယ်။ arrival card ဖြစ်ဖို့အတွက်ပတ်သက်မပေးရဘူးဆိုပေမဲ့ကိုယ်တိုင်မဖြစ်ချင်တဲ့သူတွေတွေနဲ့ service ကြီး9ဒေါ်လာပေးပြီးတော့လည်းဖြစ်ခဲ့လို့ရပါတယ်။ ရိုင်းမကပ်ဖြစ်ဖို့အတွက်ကတော့သွားလက်မှတ်နဲ့ပြန်မယ်နေ။စိန်ကုန်မှာတဲမဲလိပ်စာပြီးတော့မြန်မာပြည်ကလိပ်စာဖုန်းနံပါတ်တွေလည်းတည်ဖို့လိုပါလိမ့်မယ်။ကိုရိုင်းဖြစ်ချင်တဲ့သူတွေအတွက်အရင်ဆုံးကိုကရနေ SG Arrival ကပ်လို့ရရှာပြီး ICU logo ဘာရဝက်ဘ်ဆိုက်ထဲကိုသွားလိုက်ပါ။ပြီးရင်တော့ Arrival ကပ်ဖြစ်ဖို့အတွက် Submit Online ဆိုတဲ့အပြောင်းကလောက်ကိုရှာပြီးနေလိုက်ပါ။ Arrival ကပ်ဖြစ်ဖို့အတွက် Submit SGAC ဖြစ်ရတဲ့ Arrival ကပ်ကိုမားနေလို့ပြင်ပြဖို့အတွက် Update SGAC ကိုနှိပ်လို့ရပါတယ်။ ပြီးရင်တော့ residency မျိုးစားကိုယူရပါမယ်။စင်ကာပူမှာလုပ်လုပ်နေရဆိုရင်တော့ long term passport ကိုနှိပ်လို့ရပါတယ်။စင်ကာပူအလင်းလာတာဒါမှမဟုတ် IP letter နဲ့ပြောရမှာဆိုရင်တော့ foreign visitor in principle approval holder ကိုနှိပ်ရပါမယ်။မှားလို့လုံးဝမရပါဘူး။ arrival card ပြရမှာတော့အပိုင်းလေးပိုင်းရှိပြီးတော့အချိန်9မိနစ်လောက်ထိကြာနေပါတယ်အကုန်လုံးတော့ဖြည့်စရာမလိုဘူးဖြည့်ရမယ့်အခွင့်အရေးအပေါ်မှာအနည်းအောင် star မပါရေးအရေးမကြီးတဲ့အတွက်မဖြည့်ဘဲနဲ့ကြော်တော့လို့ရပါတယ် ပထမပိုင်းမှာတော့ခီးသွားမဲ့သူရဲ့ကိုယ်ရေးချက်လက်ဖြစ်တဲ့ passport တွေအချက်လက်နေထိုင်တဲ့နိုင်ငံဖုန်းနံပါတ် email စာတာတွေကိုဖြည့်ပေးရပါမယ်။၃ရက်လုံမှပဲဖြည့်လို့ရမှာဖြစ်တဲ့အတွက်ကိုခီးသွားမဲ့ရက်၃ရက်တက်ပို့ပြီးကြိုဖြည့်လို့ရမှာမဟုတ်ပါဘူး။ passport ထဲမှာပါတဲ့ချက်လက်တွေမဖြည့်ချင်ရင်တော့ပုံကိုတီချာရိုက်ပြီး upload လုပ်လိုက်ရင်ချက်လက်တွေအားလုံးကိုအလိုလျောက်ဖြည့်ပေးပါလိမ့်မယ်။ပြီးရင်တော့နိုင်ငံသားနဲ့မွေးခဲ့တဲ့နိုင်ငံကိုမြန်မာလို့ယူပြီးတော့ဖြည့်ပါ။ place of residence ဆိုတဲ့အကွက်မှာတော့အထိုင်းမှာနေထိုင်ရလိပ်စာကိုထည့်ဒါမှမဟုတ်မြန်မာနိုင်ငံကကိုယ်နေတဲ့မြို့ရဲ့လိပ်စာကိုလည်းထည့်လို့ရပါတယ်ပြီးရင်တော့အောက်ကမိခုနှစ်ခုမှာနာမည်မသိတဲ့တခြား passport ရှိလားဆိုတာနဲ့လက်ရှိနေမကောင်ဖြစ်နေတာလားဆိုတော့တည်ဖို့အတွက်ပြီးထားတာရှိပါတယ်မရှိဘူးဆိုရင် no လို့ပဲဖြေလိုက်ပါအကြေကွာတယောက်နဲ့ခီးသွားမှာမဟုတ်ရတော့နောက်ထပ်တယောက်အတွက်ဖြစ်ဖို့အတွက်အောက်က air traveler ကိုနှိပ်ပြီးတော့ကိုယ်ဖြည့်ခဲ့တဲ့အတိုင်းထပ်ပြီးတော့ဖြည့်လိုက်လို့ရပါတယ်။တယောက်ထဲဆိုရင်တော့ဖြည့်စရာမလိုပဲညာဘက်က next ဆိုတဲ့ဘတ်တလေးကိုနှိပ်ပြီးတော့နောက်တစ်ဆင့်သွားလိုက်လို့ရပါပြီ။ ီအစ်စ်မှာတော့စင်ကာပူခီးစင်အတွက်လိုအပ်တာတွေဖြည့်ပေးရပါမယ်။ Last City of Embarkation မှာကိုစင်ကာပူလာဖို့အတွက်ရောက်နေတဲ့နိုင်ငံကိုထည့်ပါ။ Pop of Travel ဆိုတဲ့အကွက်မှာတော့ IP letter နဲ့နာမည်သူတွေအတွက် employment ကိုရွေးလို့ရပါတယ်။အလဲလာမဲ့သူတွေဆိုရင်တော့ holiday ဒါမှမဟုတ် visiting friends or relative ကိုရွေးပြီးတော့ထည့်လို့ရပါတယ်။ Mode of Travel မှာလေရင်နဲ့ဆိုရင် air commercial flight ပြီးရင် flight number ကိုတစ်ခုချင်းစီထည့်လိုက်လို့ရပါတယ်။ ီးရင်တဲမဲလိပ်စာဖြည့်ပြရပါမယ်။လိပ်စာထည့်ပြီးသွားရင်တော့စင်ကာပူကနေပြန်ထွက်မဲ့နေနဲ့ထွက်မဲ့နိုင်ငံကိုထည့်ပြရပါမယ်။ဒါဆိုရင်တော့ဒုတိယပိုင်းပြီးသွားပါပြီ။တတိယပိုင်းမှာတော့အချက်လေးတွေစေပြီးပြင်စရာရှိရင်ပြီးရ pencil icon နှိပ်ပြီးလိုအပ်တာတွေကိုပြင်လို့ရပါတယ်။ပြင်စရာမရှိဘူးဆိုရင်တော့အောက်ဆုံးမှာရှိတဲ့ agree ဆိုတဲ့ check box မှာအမှန်ရှိပြီးနောက်တစ်ဆင့်ကိုသွားလို့ရပါပြီ။ ဒီအစင်းမှာတော့ဆက်ရုပ်မဟုတ်ကြောင်းတက်တည်ပြဖို့အတွက်ပြထားတဲ့နံပါတ်တွေအတိုင်းပြန်ကြည့်ပြီးပြထားတဲ့အကွက်မှာပြန်ဖြည့်ပြရပါမယ်။ဒါဆိုရင်တော့ arrival cut ဖြည့်တာပြီးသွားပါပြီ။ arrival cut ဖြည့်ပြီးသွားရင် email ပို့ပေးရဆိုရင်မယ်ဒီအောက်မှာရှိတဲ့ download pdf ဆိုတဲ့ button လေးကိုနှိပ်ထားဖို့လည်းမမေ့ပါနဲ့။ဒီစိတ်ဝင်မှာ arrival cut ကိုဖွင့်ပြစရာမလိုပေမဲ့ arrival cut ဖြည့်ထားတာမရှိရင် auto key ကပွဲမှာမော်တယ်လို့ကြောင်းမို့ arrival cut ဖြည့်ထားဖို့မမေ့ပါနဲ့။